မင်္ဂလာပါရှင်ဒီနေ့လေကျမတို့ဆွေးနွေးကြမယ့်အကြောင်းအရာကတရားဥပဒေစနစ်ထဲကပေါ့အမ်တော်တော်လေးစိတ်ဝင်စားစရာကောင်းတဲ့လုပ်ငန်းစဉ်တစ်ခုဥတိုင်းလောက်လျှောက်ထားတရားဆွေးဆိုခြင်းအကြောင်းပါပဲရိုးရိုးလေးပြောရရင်တော့လေလူတယောက်ကရဲတို့အစိုးရရှိနေတော့မပါဘဲနဲ့ပေါ့ရာဆွေးမှုတစ်ခုအတွက်တရားရုံးကိုတိုက်ရိုက်ဘလို့တွားပြီးတိုင်နန်းလို့ရလေဆွဲလို့ရလေဆိုတာမျိုးပေါ့ကျမတို့ဒီအချက်လက်တွေကိုအဓိကမိញမ်းဖြူထားတာကတော့အခန်းငါ ဥတိုင်ရောက်လျှောက်ထားတရားစွဲဆိုပုံဆိုတဲ့ရင်းမြစ်စာတန်းကနေဖြူပါလိမ့်ရှင်။ဒီနေ့ဆွေးနွေးရတဲ့အဓိကရည်ရွယ်ချက်ကတော့လေဒီလိုကိုယ်တိုင်တရားစွဲဆိုလိုင်းရဲ့နီလန်းကတရားမျှတမှုအတွက်ဘလို့အလုပ်လုပ်တယ်လဲ။အာသူ့ရဲ့အစ်စ်နေကပါလဲပေါ့အထူးသဖြင့်သက်ဆိုင်ရာအာနာပိုင်းလေးစီကနေအေးအယူမှုမရတဲ့အခါမျိုးမှာလीဒီနီးလန့်ကပါလို့အရေးကြီးတာလဲဆိုတာကိုနားလည်ဖို့ပါပဲကဲဒီအကြောင်းကိုအတူတူကြည့်လိုက်ကြအောင် ပထမဆုံးအနေနဲ့လीဒီဥတိုက်ရောက်ရှောက်အောင်ဆိုတဲ့အခြေခံသဘောတရားလေးကိုအရင်ကြည့်အောင်ဆိုလိုတာကအစိုးရရန်တရားတွေရဲတို့ရှေ့နေတို့ကြားမခင်ပဲနဲ့တရားရုံးကိုတိုက်ရိုက်ချင်းကတာမျိုးပေါ့နော်ဟုတ်ပါတယ်အဲ့ဒီယူမြထဲမှာပေါ်ပြထားတဲ့အတိုင်းပါပဲဒါကပြစ်မှုတစ်ခုကြောင့်အနစ်နာသွားတဲ့သူဒါမှမဟုတ်အဲ့ဒီပြစ်မှုကြောင့်တိတဲ့သူတယောက်ယောက်ကနှိပ်ပြီးတော့ပေါ့လေရာဇဝမှုတစ်ခုကိုတက်ဆိုင်ရတရားသူကြီးစီတိုက်ရိုက်သွားတိုင်းတာပါအဲ့ဒီကနေ့ တရားဆွဲဆိုမှုစတင်တဲ့ဖြစ်စဉ်တစ်ခုပေါ့ဒီကိစ္စတွေကိုအဓိကထိန်းချုပ်နေတဲ့ဥပဒေတွေကတော့ရာဇဝတ်ကျင့်ထိုးဥပဒေအဲ CRPC လို့ခေါ်တာပေါ့အဲ့ဒီထက်ကပုံမှာ190နေရာနေရာနေ့နဲ့နေရာတုံးလို့ဖြစ်ပါတယ်အော်ဟုတ်ကဲ့ဒီလိုမျိုးနှုတ်ပိုင်းခွဲပေးထားရတဲ့အဓိကရည်ရွယ်ချက်ကတော့လေအမ်အထူးတပြင်ရဲအရေးမပိုင်တဲ့ပြမှုတွေပေါ့ non cognizable offenses လို့ခေါ်တာပေါ့ဒါမှမဟုတ်တခါတလေ ရဲကနေပြီးတော့ဒီမှုဘူသူတို့စုံစမ်းစစ်ဆေးမှုမလုပ်တော့ဘူးငင်းလိုက်တယ်ဆိုတဲ့အခြေအနေမျိုးတွေမှာပေါ့အဲ့ဒီခါနစ်နာတဲ့သူတွေတရားမျှတာမှုရနိုင်ဖို့နောက်ထပ်လမ်းကြောင်းတစ်ခုရှိနေစေချင်လို့ပါอืมဒါကအရေးကြီးတဲ့အချက်ပဲเนาะရဲကလည်းမခံတဲ့အမှုမျိုးတွေအတွက်အားကိုးရဖြစ်တော့ဗောဟုတ်ပါတယ်ဒါဆိုရင်လေဒီလုံဝန်းစင်မှာတုံးနေတဲ့တိုင်တန်းချက် complain ဆိုတဲ့စကားလုံးအဲ့ဒါကိုရောဥပဒေမှာဘလို့အဓိပ္ပာယ်ဖွင့်ထားလဲ CRPC ဘုံမ၄၀မှာဆိုထားတယ်ဆိုတော့ အဲကောင်းတဲ့ချက်ပါပဲဟုတ်ကဲ့ပုမလေးတစ်ဆက်မှာတိုင်တန်းချက်ဆိုတာကိုဖွင့်ဆိုထားတာကတော့လေလူတယောက်ယောက်ကပေါ့အဲ့ဒီလူကိုတည်တည်ဖြစ်စေမတည်တည်ဖြစ်စေပေါ့သူကဖြစ်မှုတစ်ခုခုကျူးလွန်ခဲ့ပါတယ်ဆိုပြီးဆွဆွဲပြီးတော့ဒီကျင့်ထုံးဥပဒေအရာအရေးယူပေးပါဆိုတဲ့ရွေးချက်နဲ့တရားသူကြီးစီကိုနုံနေခဖြစ်စာနဲ့ဖဖြစ်တင်ပြတာကိုခေါ်တာပါအရေးကြီးတာတစ်ခုကတော့အဲ့ဒီဖွင့်ဆိုချက်ထဲမှာကိုကရေးအရာရှိရဲ့အစီရင်ခံစား မပါခင်ဘူးဆိုတာကိုအတိအလင်ထည့်ရထားတယ်။ဒါကဥတိုက်လျှောက်ထားမှုကိုရဲကဆွဲတဲ့အမှုတွေနဲ့လုံးဝကွဲပြားသွားစေတဲ့အချက်ပါပဲ။ရှင်းသွားပါပြီ။ဆိုတော့ဒါကရဲရီပို့မဟုတ်ဘဲပီတူကတိုက်ရိုက်တိုင်တာပေါ့။မှန်ပါတယ်။ကဲဒါဆိုရင်တယောက်ယောက်ကဒီလိုဥတိုက်လျှောက်ထားမှုလုပ်ချင်ပြီးဆိုရင်လက်တွေ့မှာဘယ်လိုအဆင့်အနည်းနဲ့သွားရမလဲ။ဟုတ်ကဲ့။ဒီလုံငယ်စင်မှာအဓိကအားဖြင့်အဆင့်၄ဆင့်ရှိတယ်လို့ရင်းမစ်စာရမ်းမှာဖော်ပြထားတယ်ပေါ့။ တဆင်ချင်းစီကြည်သွားကြတာပေါ့ဟုတ်ကဲ့အဆင့်၁ရှောက်လွာတင်းသွင်းချင်း filing the complaint ပါအစားဆုံးလာတော့ရှောက်လွာရေးတရားမှာပေါ့နော်อืมဒီရှောက်လွာကအမှုရဲ့အစဆိုတော့ဘယ်လိုအချက်တွေပြည့်ပြည့်စုံစုံထည့်ရေးဖို့လိုအပ်ပါတယ်လဲဟုတ်ပါတယ်ဒီရှောက်လွာက တကယ်အရေးကြီးတယ်ပေါ့ဆိုတော့နစ်နာတို့ကိုယ်တိုင်ဖြစ်ဖြစ်ဒါမှမဟုတ်သူ့ရဲ့ကိုယ်စားလည်းရှင်တွေကဖြစ်ဖြစ်ပေါ့လေအဲ့ဒီရှောက်လွာထဲမှာ ဖြစ်ဖြစ်ခဲ့တဲ့အမှုအသေးစိတ်ချင်းတွေထစ်ခဲ့တဲ့အချင်း နီယာအတိအကျဆွဆွဲခံရတဲ့သူရဲ့နာမည်လိပ်စာအဲ့ဒါဒီတည်ရင်ထည့်ရမယ်ပြီးတော့ဘယ်ဥပဒေပုံမှန်နဲ့ညီစွန့်တယ်လို့ယူဆတယ်လဲနောက်ဆုံးအရေးကြီးတာကဘလို့အရေးယူပေးစေချင်တယ်လဲဆိုတဲ့တောင်းဆိုချက်ပေါ့ဒါတွေအားလုံးပြည့်ပြည့်စုံစုံ ရေးပြီးတော့သက်ဆိုင်ရာမြို့နယ်တရားရုံဒါမှမဟုတ်အဲ့ဒီအမှုကို CM ပိုင်ခွင့်ရှိတဲ့တရားရုံမှာတွားတယ်အမမအော် jurisdiction ရှိတဲ့တရားရုံကဟုတ်ပါတယ် စာရမနောက်ပိုင်းရှေ့နေတွေအတွက်အကြံပြုချက်မှလည်းထပ်ပြောထားသေးတယ်။ဒီလျှောက်လွာကိုတိတိကျကျပြည့်ပြည့်စုံစုံရေးဖို့ကတိတ်အရေးကြီးတယ်ဆိုတာလေ။ပေါ်ပေါ်ဆက်ဆက်ရေးလို့မဖြစ်ဘူးပေါ့။ဟုတ်ကဲ့အချက်အလက်မှန်ကန်ပြည့်စုံဖို့လိုတာပေါ့။အဲ့ဒါပေါ့။အမှုရဲ့အခြေခံကောအစစ်နဲ့တရားလော်အားစစ်ဆေးခြင်း examination of complainant ဒါကပုံမှန်နေရာရလို့ရတာပါ။အင်းလျှောက်လွာတင်ဒီရင်ဒီတိုင်းတော့တရားရုံးကလက်ခံလိုက်မှာမဟုတ်ဘူးပေါ့နော်။ဟုတ်ပါတယ်။ဒီအစင်းကစိတ်ဝင်စားဖို့ကောင်းတယ်။ တိုင်တန်းတဲ့သူကိုတရားသူကြီးကစစ်ဆေးမေးမြန်းရတယ်ဆိုတော့တိကြပါတယ်ရှောက်လာတင်းယုံနဲ့မပြီးသေးဘူးပုံမှန်နေရာအရာလေတရားသူကြီးကရှောက်လာရပြီဆိုရင်အဲ့ဒီတိုင်တန်းတဲ့သူကိုမဖြစ်မနေကြမ်းကျင်ခိုက်ပြီးတော့စစ်ဆေးမေးမြန်းရပါတယ်တကယ်လို့သူကနှုတ်နဲ့ပဲလာတိုင်နေဆိုရင်တော့တရားသူကြီးကစာနဲ့ခြာရေးရတယ်ပြီးရင်တိုင်တဲ့သူလက်မှတ်ထိုးရတယ်အော်နှုတ်နဲ့တိုင်ယုံတောင်စာနဲ့မတန်းတင်တာပေါ့ဟုတ်ပါတယ်အဲ့ဒီလိုစစ်ဆေးရတဲ့အတိကရွေချက်ကတော့ဒီတိုင်ချမှုက ပရီမာဖေးရှိလို့ခေါ်တဲ့အပေါ်ရန်ကြည့်တာနဲ့အမှုဖွင့်ဖို့ခိုင်မာမှုရှိရလားမရှိဘူးလားဆိုတာအကဲဖြတ်ဖို့ပါပဲဆိုလိုတာကအခြေမရှိမရှိစစ်စစ်တဲ့သဘောပေါ့အဲ့လိုပြောလို့ရပါတယ်အခြေမြင့်မရှိတဲ့တိုင်ချောင်းမှုတွေကိုစစ်ထုတ်တဲ့ပထမဖီလ်တာပေါ့လေအဆင့်၃စုံစမ်းစစ်ဆေးခြင်းသို့မဟုတ်စစ်ဆေးစီခြင်း investigation or inquiry ဒါကပုံမှန်နှရာတစ်ပါကဲပုံမှန်နှရာရတရားလိုကိုစစ်ဆေးပြီးသွားပြီဒါပေမဲ့ တခါလေကြားသူကြီးကဒီလောက်နဲ့မလုံလောက်သေးဘူးအချက်လက်တွေပိုလိုသေးတယ်လို့ထင်ရတော့ဘလို့လို့မလဲအဲ့လိုအချင်းတွေမျိုးအတွက်ကတော့ပို့မှနေရနစ်ကလမ်းဖွင့်ပေးထားပါတယ်တရားသူကြီးမှာရွေးချယ်စရာကြီးရှိလာပြီတခုကသူကိုယ်တိုင်ဒီကိစ္စကိုဆက်ပြီးစုံစမ်းစစ်ဆေးတာမျိုး inquiry လုပ်နိုင်ခဲ့ဒါမှမဟုတ်နောက်တနည်းကရဲအရာချီတယောက်ယောက်ကိုဖြစ်ဖြစ်တင်းတော်မဲ့ထင်းတဲ့တခြားလူတယောက်ယောက်ကိုဖြစ်ဖြစ်ပေါ့လေဒီတိုင်တန်းချက်နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှု investigation လုပ်ပါဆိုပြီးအမိန့်ချမှတ်နိုင်တယ်။အော်တရားဥပဒေကိုယ်တိုင်စုံစမ်းတာနောက်ဟိုရဲကိုဖြစ်ဖြစ်တခြားသူကိုဖြစ်ဖြစ်စုံစမ်းခိုင်းတာပေါ့။ဟုတ်ပါတယ်။မရလို့မယ်ဆိုတာကတော့အမှုရဲ့အခြေအနေပေါ်မှုတည်ပြီးတရားသူကြီးရဲ့စင်ချင်းတုံတရားနဲ့ဆုံးဖြတ်မှာပါ။ Judicial discretion ပေါ့။ဒီပုံမှန်နေရာနဲ့ရဲ့အဓိကရည်ရွယ်ချက်ကတော့ဆွဆွဲခံရသူကိုတရားရုံးကိုစင့်ခေါ်တဲ့အဆင့်မရောက်ခင်ပါပေါ့လေ။တိုင်တန်းချက်ကတကယ်မှန်ကန်မှုရှိရလား။ ခိုင်မာရဲ့လားဆိုတာသိချောင်ထပ်ဆင့်ကြပါပဲဆာလမ်မှာတတိပေးထားတာတခုကတော့လေတရားလို့ရစစ်ချက်တခုတည်းကိုပဲအခြေခံပြီးတော့အလျင်ဆိုလိုဝီယန်ဒီဘာမှမထူးချင်ဘူးဆိုတာပါပဲတေချာစစ်စစ်ဖို့လိုတယ်ပေါ့ဟုတ်ကဲ့ဒါကလည်းမမမကန်ဆွဆွဲခံရမှုတွေနဲ့ကောက်ကွဲဖို့အရေးကြီးတဲ့အစစ်မယ်နော်မှန်ပါတယ်နောက်ထပ် safe card တခုပေါ့အဆင့်၄အမှုပလတ်ချင်းတို့မဟုတ်စင်ဆာဝီယန်ထူးဆင်ခြင်း dismissal or issuance of process ပါအခုဆိုရင်တော့အဆုံးဖြတ်ပြီးရတော့မယ့်အချိန်ရောက်ပြီပေါ့ စစ်ဆေးတာတွေစုံစမ်းတာတွေလုပ်ပြီးပြီဆိုတော့ဘာဆက်ဖြစ်နေလဲဟုတ်ကဲ့ဒီအစင်းမှာတော့တရားသူကြီးကတိကျတဲ့ဆုံးဖြတ်ချက်ချရပါပြီအဓိကဖြစ်နိုင်ခြင်းတစ်ခုရှိတယ်လीပထမတစ်ခုက အမှုပလက်ချင်း dismissal ပါဒါကပုံမှန်နေရာတုံးမှာပါတယ်တရားသူကြီးကအချက်အလက်တွေအားလုံးကိုကြည့်လိုက်တဲ့အခါမှာဒီအမှုကိုရှေ့ဆက်ဖို့လုံလောက်တဲ့အကြောင်းရင် sufficient ground မရှိဘူးလို့မြင်ရင်အဲ့ဒီတိုင်တန်းချက်ကို blood dismiss လိုက်ပါမယ် အာအမှုမခိုင်လုံရင်ပလတ်လိုက်တာပေါ့ဟုတ်ပါတယ်ဒါပေမဲ့ဘာကြောင့်ပလတ်ရတယ်ဆိုတဲ့အကြောင်းရင်းကိုတော့တရားသူကြီးကစာနဲ့မှတ်တမ်းရေးထားရပါမယ်။အင်းအကြောင်းပြချက်တော့ရှိရမယ်ပေါ့ရှိရပါမယ်။နောက်ထပ်နိုင်ခြေတစ်ခုကတော့စင်ဆာဝေယံထုတ်ဆင်ခြင်း insurance of process ပါ။ဒါကပုံမှန်နေရာလေးပေါ့။အမှုကိုရှေ့ဆက်ဖို့လုံလောက်တဲ့အကြောင်းရှိပြီလို့တရားသူကြီးကယူဆရင်ကော့ဆွဆွထိုင်ရတဲ့သူကို တရားရုံးလာဖို့စင်ဆာ summons ဖြစ်ဖြစ် pan warrant warrant ဖြစ်ဖြစ်ထုတ်ဆင်ပါမယ်။ စစ်စာလာဝါရန်လာစွာကတော့ဘလို့ကွာလဲအဲ့ဒါကတော့ဆွဆွဲထားတဲ့ပြည့်မှုအမျိုးအစားပုံမူတည်တယ်လေပြစ်တံနဲတဲ့အမှုလေးတွေဆိုရင်တော့ summons case ဆိုပြီးစင်စားနဲ့တွားတယ်ပိုပြင်းထန်တဲ့အမှုလေးဆိုရင်တော့ warrant case ဆိုပြီး warrant နဲ့စစ်တာပေါ့ဒီလိုစင်စားဖြစ်ဖြစ် warrant ဖြစ်ဖြစ်တရားရုံးကထုတ်လိုက်ပြီးဆိုရင်တော့အဲ့ဒီအချိန်ကစပြီးဆွဆွဲခံရသူအပေါ်မှာတရားစွဲဆိုမှုကတရားဝင်စက်တင်ပြီလို့ပြောလို့ရပါတယ် အဲ့ဒီချိန်ရောက်မှတရားဝင်အမှုစတင်တာပေါ့နော်ဟုတ်ပါတယ်အမှုကစွန်စားစစ်ဆေးမှုအဆင့်ကနေတရားရှင်ရဲ့အဆင့်ကို ရောက်သွားပြီပေါ့အစင်းစင်လူငန်းစင်းကိုရှင်းပြတာကျေးဇူးတင်ပါတယ်ရှင်တော်တော်လေးရှင်းသွားတယ်အဲ့ဒီတရားဝင်အစ်စ်ဒီအဖြစ်မှလေရင်းမြစ်စာတန်းထဲမှာဒီလိုဥတိုက်လျှောက်ထားမှုလုပ်တဲ့အခါလက်တွဲမှာ group ပြရမယ့်အချက်တွေရောပါသေးလားအထူးသဖြင့်ရှင်းနေတဲ့အတွက်ပါသေးအကြံပြုထားပါသလဲကောင်းတယ်မိကူမှာပါပါတယ်စာတိုင်းမှာအဓိကအချက်၃ချက်ကိုရှင်းနေတဲ့သတိပြုဖို့ဖော်ပြထားတယ် ဒါတွေကဒီလုံငန်းစဉ်အောင်မြင်ဖို့တကယ်အရေးကြီးတဲ့အချက်တွေပါ ပထမအချက်ကအသေးစီ တိကျစွာ ရေးတာဖော်ပြမှုပါဒါကအဆင့်တက်မှပြောခဲ့တဲ့ရှောင်းလွှားရေးတာနဲ့တိုက်ငိုက်ပြန်ဆက်နေတယ်ရှောင်းလွှားရေးတဲ့အခါဖြစ်စဉ်အသေးစိတ်အချိန်နေရာ ပါတဲ့လူတွေတတ်တွေစတာတွေကိုတိတိကျကျရှင်းရှင်းလင်းလင်းလုံးဝလွဲချော်မှုမရှိအောင် ရေးဖို့အရေးကြီးတယ်လို့အလေးပေးထားတယ်ဟုတ်ကဲ့အခြေခံအချက်လက်တွေတိကျဖို့ပေါ့ မှတ်ပါတယ်ဒုတိယအချက်ကဥပဒေပိုင်းဆိုင်ရာ ခိုင်မမှုပါဆိုလိုတာကကိုဆွဆွဲတဲ့ပုံမှာက ကိုတင်ပြတဲ့အဖြစ်ပြန်နဲ့တကယ်ကိုက်ရလားဥပဒေရမန်ကန်ရလားပေါ့အဲ့ဒါကိုတခြားစစ်ဆေးရမယ်ပြီးတော့လို့အရင်သက်ဆိုင်ရာစီရင်ထုံးတယ် case law တွေနဲ့ကိုယ့်ရဲ့တင်ပြချက်ကိုခိုင်မအောင်ထောက်ပြဖို့လိုတယ်လို့ဆိုပါတယ်ဟင်းဥပဒေနဲ့ညီညွတ်ကြောင်းပြနိုင်ဖို့ပေါ့ဟုတ်တယ်ပေါ့တတိယချက်ကတော့တရားရုံးရဲ့စီရင်ပိုင်ခွင့် jurisdiction ကိစ္စပါ ဘယ်တရားရုံးမှဒီအမှုကိုစီရင်ပိုင်ခွင့်ရှိတာလဲဆိုတာအတိအကျဒီကိုလိုတယ်လေဖြစ်တဲ့နေရာပြီးမှုမျိုးစားပေါ်မူတည်ပြီးတက်ဆိုင်ရာတရားရုံးမှမှန်ကန်ကန်မှာတွားတင်မှုအရေးကြီးတယ်လို့ဆိုထားပါတယ်ဟုတ်ကဲ့တရားရုံးမှတင်မြင်အချင်းကုန်တာပေါ့နော်ဟုတ်ပါအမှုပလက်ခံရတာမျိုးဒီဖြစ်နေတာမို့ဒါကိုလည်းသတိပြုရမယ်ဒီအချက်၃ချက်ကဥတိုင်လျှောက်ထားမှုတစ်ခုမှန်မှန်ကန်ကန်စနိုင်ဖို့အခြေခံလွယ်ချွတ်တွေပါပဲ ီနေ့ဆွေးနွေးခဲ့တာလေးကိုပြန်ခြုံကြည့်လိုက်ရင်လေဥတိုက်လျှောက်ထားတရားဆွဲဆိုခြင်းဆိုလားသာမန်ရာဇဝတ်မှုဆွဲဆိုတဲ့လမ်းကြောင်းတွေရဲ့အပြင်ဘက်ကနေပေါ့နော်နစ်နာသူဒါမှမဟုတ်သက်ဆိုင်သူကတရားမျှတမှုအတွက်တရားရုံးကိုတိုက်ရိုက်ချင်းကပ်နိုင်တဲ့အရေးပါတဲ့နိလန်တစ်ခုလို့ဆိုနိုင်မယ်ထင်ပါတယ်ရှင်ညင်းလိုက်တဲ့အမှုတို့မှာနစ်နာသူတွေအတွက်တရားမျှတမှုရယူနိုင်ဖို့တရားဝင်လမ်းကြောင်းတစ်ခုဖြစ်ရှိနေတာပါ access to justice ကိုအထောက်အကူပြုတဲ့သဘောပေါ့နော်ဟုတ်ပါတယ် အစိုးရရန်တရားကိုစောင့်စီရမလို့ပဲကိုတိုင်စတင်ခွင့်ပေးထားတာက အားထားချက်တစ်ခုဖြစ်တည်တယ်။ဟုတ်ကဲ့ဒီနေ့ကျွန်မအသေးစိတ်ဆွေးနွေးဖြစ်တဲ့ဒီဥတိုင်းလျှောက်ထားမှုရဲ့အဆင့်တီးရည်ရွယ်ချက်တီးအလက်တွေ့ကျင့်ဖြူချက်တီးအားလုံးကိုပြန်စဉ်းစားကြည့်တဲ့အခါမှာလေစိတ်ထဲမှာမေခွန်းတစ်ခုပေါ်လာတဲ့ဒီလုံကန်းစင်မှာတစ်ဖက်မှာတော့ပြီးသူကိုတရားမြတ်မှုခေါ်တိုက်ရိုက်လုံးခွင့်ပေးထားတယ် ဒါမဲ့တစ်ဖက်မှာလည်းတရားသူကြီးကစစ်ဆေးတာတွေလိုအပ်ရင်စုံစမ်းတာတွေပြတ်နေတဲ့ခွင့်အာဏာတွေဆိုတဲ့ထိန်းကြီးမှုတွေစစ်ထုတ်မှုတွေပါနေပြဲရောဒီတော့လေဒီလုံငန်းစင်ကတစ်ဖက်ကနင့်နာတူရဲ့တရားမြတ်တမှုရပိုင်ခွင့်ကိုအပြုအကာကွယ်ပေးနိုင်မှုနဲ့နောက်တစ်ဖက်မှာမဟုတ်မဲ့ဆွဆွဲတာတွေတရားရုံးကိုအလွဲထုံးစားလုပ်တာတွေကိုတားဆီးဖို့လိုအပ်ချက်ကြမှာလေဘလော့အထိထိထိရောက်ရောက်ဟန်ချက်ညီအောင်လှုပ်ဆောင်ပေးနိုင်တယ်လဲဆိုတာကတော့အမ်ဆက်ပြီးစဉ်းစားစရာအချက်ကောင်းတစ်ခုထည့်မယ်ယူထင်ပါတယ်ရှင်